တစ်နှစ်တည်းမှာအဲသုံးဦးဆုံးရှုံးသွားတယ်ဆိုတော့အကိုကောင်မယုံနိုင်ဘူးပေါ့နော်ဇင်းနဲ့14နှစ်ကြာအတူနေလာချစ်ဆုံးခွေးလေးဆုံးရှုံးသွားတယ်ကိုမူစားထားတဲ့အတော်ပေါ့နော်သူဆုံးရှုံးသွားတယ်ပြီးတော့မောင်လေးဆုံးတဲ့အချိန်မှာကျတော့ဇင်းတရားရတယ်ပြီးခဲ့တဲ့5မိနစ်ကတည်းကအကောင်တော့5မိနစ်မှာတက်လိုက်ပြီးဆုံးသွားတယ်ဆိုရဲဟာကဇင်းဘဝမှာတော်တော်ကိုရှောက်ဖြစ်တာပေါ့နော်လောကကြီးကမတရားဘူး။ဘာကြောင့် why me တဲ့မလား။ဘာကြောင့်ငါပဲဖြစ်နေရလဲဆိုတော့ဟာကိုစင်လုံးဝလက်မခံဘူး။ င်တာဗျူးတွေလည်းစင်ကြားထဲမှာမဖြစ်ဖြစ်ဘူးပေါ့နော်မဖြစ်ဘူးဆိုတော့ဇင်းရဲ့ဒီအဲစိတ်ပိုင်းဆိုင်ရာကတော်တော်လေးကိုဒီနှစ်မှာအားလုံးလည်းတည်ကြရတယ်မှာပေါ့နော်2025မှာကဇင်းအချက်ဆုံးခွေးလေးဇင်းနဲ့14နှစ်ကြာအတူနေလာအချက်ဆုံးခွေးလေးဆုံးရှုံးသွားတယ်ဇင်းရဲ့ဒီမြဲတူနေလာတဲ့အဲကိုမွေးစားထားတဲ့အတော်ပေါ့နော်အမေလို့ခေါ်တာအဲသူကလည်းသူ့ကိုပြုစုနေရကြားရနေပြီးတော့အကြာကြီးခံအောင်မထင်တာသို့တော့သူဆုံးရှုံးသွားတယ်ပြီးတော့ဇင်းရဲ့မောင်လေးအရင်မောင်လေးအရင်ကကြတော့ သူကအဲ့လိုအကောင့်ရနေပြီးတော့သူက mechanic ဆိုတာသူကဆက်ပစ္စည်းပြင်တာဗောနော်အဲ့ဒါပြင်းနေတက်လိုက်ပြီးတော့ဆုံးသွားတယ်ခွေးလေးဆုံးတဲ့အချိန်မှာတော့အဲလိုက်ပါတေးကျင်တယ်စင်လေးဒါကတော့ဟိုကိုခွေးကိုအရန်ချစ်တယ်သူခွေးမရှိတဲ့သူဗောနော်အကိုရဲ့အိမ်မွေးတိရစ္ဆာန်မရှိတဲ့သူကတော့ဒီဒီစကားကိုပို့ရလို့ထင်ထင်ကောင်းထင်လိမ့်မယ်သို့တော့ကိုအရန်ချစ်တဲ့အိမ်မွေးတိရစ္ဆာန်ရှိတဲ့သူတွေကတော့ဇင်ဖြေတဲ့အဖြေကို သူတို့ခံစားမိလိမ့်မယ်ဇင်တကယ်လိုက်ပါတည်ချင်တယ်ပေါ့နော်သင်းဘဝပထမဆုံးခွေနဲ့နောက်ဆုံးခွေဖြစ်သွားတာပေါ့နော်ဇင်ဘရောမထပ်ပြီးဘာတိစမမမွေးတော့ဘူးပေါ့နော်အဲအဲ့အဲအိမ်မွေးတိစံနေမွေးလို့ဒီဖြစ်သွားတဲ့တန်ရောဇင်နဲ့အာသူတို့ဆုံးမသွားတဲ့အချိန်မှာကြံခဲ့တဲ့စိတ်ခံစားကတော်တော်ကိုကြီးရပေါ့နော်အတော်အတော်ဆုံးတဲ့အချိန်မှာတော့အာ နောင်တရရတယ်နောင်တဆိုတော့အော်ငါ तू ဒီလောက်မြန်မြန်ထွက်သွားမယ်ဆိုတာသိလို့ရှင်အာငါသူ့ကိုချိန်နေဒီထက်ပို့ပြီးငါအိမ်မှာနေခဲ့ရမှာအခုတော့ငါအလုပ်တွေလုပ်နေမိတယ်အာသူ့နောက်မှာငါအာဒီငွေကြေးပိုင်းဆိုင်ရာတခြားအရာတွေအကုန်လုံးအဆင်ပြေပြီးမဲ့စိတ်ပိုင်းဆိုင်ရာမှာငါပေါ့နော်ဟိုလိုအပ်သွားခဲ့လားပေါ့နော်အဲအဲ့အရာတွေလည်းကိုယ့်ကိုတွေးပြီးတော့နောင်တရရတယ်အဲ့တော့မောင်လေးဆုံးတဲ့ချိန်မှာကျတော့အစဉ်တရားရရတယ်ဘာလို့လဲဆိုတော့အသက်29နှစ်ပဲရှိသေးတယ်မောင်လေးက ပြီးခဲ့တဲ့9မိနစ်ကတည်းကအောင်တော့9မိနစ်မှာတက်လိုက်ပြီးဆုံးသွားတယ်ဆိုရဲဟာကစင်းဘဝမှာတော်တော်ကိုရှောက်ဖြစ်တာပေါ့နော်အဲဆိုသူတို့၃ယောက်ထွက်သွားတဲ့ပုံစံ၃လစီပဲချားတယ်အဲဆိုတော့အာဘယ်လိုမှပြောမလားခါကျရှင်အာဒီဒီအဖြစ်ဆိုးကြီးဖြစ်နေတာကငါဟုတ်ကောဟုတ်ရဲ့လားပေါ့နော်အကိုကောင်မယုံနိုင်ဘူးပေါ့နော်ဒါမှလည်းဒါအဆိုးဘက်ကတွေ့ရပါတော့နော်အာအကောင်းဘက်ကတွေ့မယ်ဆိုလို့ရှင်တော့ တမြင့်မြင့်နဲ့ခံစားရမယ့်အရာတွေမြင်မြန်ရောက်လာတယ်ခါရဲနဲ့ပြီးသွားရယ်ပေါ့နော်တရားပဲမြင်မြန်များနားထောင်ရတာပေါ့လေကိုကိုကိုွယ်တဲ့ဘာသာရဲ့အစုံအမပေါ့နော်အော်ဒါတွေကလူတိုင်းကြုံတာပဲအငါဒါတွေကြုံတာတော့မဟုတ်ဘူးသို့တော့တနှစ်ထဲမှာအဲသုံးဦးဆုံးရှုံးသွားရယ်ဆိုတော့သူများထပ်တော့ပို့တယ်သို့တော့မြန်မြန်ရောက်လာတဲ့အတွက်ကြောင့်မြန်မြန်ပြီးသွားရယ်ပေါ့လေဘဝမှာဘယ်ရောစင်အတွက်တားရတိတ်များနေလို့ရှင်လဲကိုဖြစ်ချင်တာခါကျမဖြစ်ဘူးလေနော်ကောင်းတာတွေလည်းရှိပါတယ်ဘာလို့လဲဆိုတော့ဥမာခုချိန်ကငွေနိုင်ငံမှာမနေတော့ဘူး ုင်ငံခြားကတော်နေတော့မယ်ဟိုမှာဆိုလဲရသွားတယ်။ဟာမဟုတ်ဘူးငါတရားစခန်းကိုပဲငါတော်တော့မယ်ဆိုလဲအင်တကားပိတ်သွားလိုက်ရုံပဲ။အာဘောနော်ဘယ်အရာမစိုးတော့အကောင့်နဲ့အစိုးရတော့ဒွန်တွဲနေတယ်ဒီနေ့ရက်တိုင်းမှာနောင်နာကင်းအောင်နေဖို့ကို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 ရောကိုဘေးနာသူတွေရောနေ့ရက်တိုင်းမှာအကောင်းဆုံးနေပေးဖို့ပါပဲအရေးကြီးဆုံးဖြစ်သွားတာဘာလို့ဆိုလူတွေကအကန်တရားကိုကြိုမမြင်နိုင်ဘူးမဟုတ်လို့ရှင်နောင်နာတွေနဲ့ဝန်내မှုတွေနဲ့ပူဆွေးမှုတွေနဲ့ပဲကြံခဲ့မှာဘောနော် လောကကြီးမှာလှုပ်ရှားရှိရအောင်မြန်မြန်လှုပ်လို့စင်းတော့ကြောင့် post ဆောင်စင်းတင်ထားတာအဲ့ post ဆိုစင်းပင်တော့ထောက်ထားသေးတယ်ဘာလို့လဲဆိုတော့လှုပ်ရှားရှိရမြန်မြန်မလှုပ်ဖက်နဲ့အချိန်လေးကိုလေဟိုနေ့လှုပ်မယ်ဒီနေ့လှုပ်မယ်ရွှေ့တဲ့အချိန်ကြတော့အခုဆိုမောင်းလေးမရှိတော့ခွေးလေးမရှိတော့အတော်မရှိတော့လှုပ်ချင်တဲ့ဆက် plan တွေကဘာမှလှုပ်လို့မရတော့ကွာအဲ့တော့လှုပ်ချင်လားချက်ချင်းသာလှုပ်ဘယ်သူမှမထိခိုက်ဘူးဆိုရင်ချက်ချင်းသာလှုပ်ကိုရီးယားသာအချိန်ကိုစောင့်နေတာသိလားဟိုနေ့လှုပ်မယ်ဒီနေ့လှုပ်မယ်ဘရောမတ်အချိန်ကကိုယ်မစောင့်ဘူးအချိန်ကဖြစ်စရာရှိရင်ဖြစ်သွားတာတိထားပေါ်ကအချိန်က ဘတော်မှာကိုယ်ကိုစောင့်နေမှာမဟုတ်ဘူးဆိုတာပဲအဲအကြောင်းအချိန်ဆွဲပြီးတော့အချိန်ကိုကဘတော်မှာမစောင့်နေပါတော့လူဘဝလွယ်လားလို့ပြောရင်တော့လည်းမလွယ်ဘူးခက်လားလို့မေးတော့လည်းအရင်တော့မခက်ပါဘူးဒါပေမဲ့လည်းတကယ်ကြုံလာခဲ့တဲ့အချိန်ရင်ကြာရင်ဒါရင်ဆိုင်မှုအင်အားမွေးရတာဒါခတ်တာပေါ့နော်အဲလူတွေကအဲဒီပေါ့နော် strong ဖြစ်တယ်ဆိုရဲသူတယောက်ကိုဘလို့တတ်မှတ်လဲတော့ဇင်ကမသိဘူး စင်စင် strong ဖြစ်တယ်လို့ဇင်ဟုံးရင်လည်းတတ်မှတ်ထားတဲ့ပုံစံကြတော့အဲ့လူတယောက်ကဘရောမမခံစားတာမဟုတ်ဘူးဘရောမမငိုတာလည်းမဟုတ်ဘူးဘရောမမပြောညံ့တာလည်းမဟုတ်ဘူးဘရောမမလဲကြတာလည်းမဟုတ်ဘူး strong ဖြစ်တယ်ဆိုတာလူဆိုတာနှလုံးသားရှိရလေနော်အချင်းချစ်တဲ့လောက်တော့သူကြရှုံးမှာပဲသူခံစားရမှာပဲဇင်ကနှလုံးသားရှိတယ်အချစ်ကိုတတ်မိုးထားတယ်အဲ့ဒါကြောင့်ဇင်အရန်ခံစားရမှာပဲဒါတဘာဝပဲကွာဟာငါမခံစားရအောင်ကအရန် strong ဖြစ်တယ်ဆိုပြီးကိုယ့်ကိုလိန်နေကြလဲဘာကြောင့်မှမရှိဘူး သူများကိုလင်းစရာလည်းအကြောင်းမရှိဘူးဆိုတော့ဇင်ခံယူထားတဲ့ restaurant ဖြစ်တာကိုခံစားနေရတယ်ကိုလဲကြနေရတယ်ကိုနာကျင်ရတယ်ကိုဆုံးရှုံးရတာတွေအတွက်အချိန်ဘလောက်မြန်မြန်ယုံထားနိုင်လဲဆိုတာပဲမူတည်တာပေါ့နော်လောကကြီးကမတရားဘူးဘာကြောင့် why me တဲ့မလားဘာကြောင့်ငါပဲဖြစ်နေရလဲဆိုတာဟာဦးဇင်လုံးဝလက်မခံလောကကြီးကအရန်တရားရတော့လောကကြီးအရန်ကိုတရားတာ လောကရဲ့မတရားဆိုတော့လောမဟုတ်ဘူးတကယ်တော့လူတွေရမတရားတာတိလားလောကရဲ့တရားလုံးလုံးခတ်နေတာကိုဒါပေးဒါပဲပြန်ရတာနည်းနည်းလေးမှပိုလဲမရဘူးလိုပြီးလဲမရဘူးရော့ပြီးလဲမရဘူးလောကရဲ့အရင်တရားတာဒါတွေအကုန်လုံးကတကယ်တော့ဖြစ်ချိန်တန်လို့ဖြစ်တာဘသူအမှားကြောင်မှမဟုတ်ဘူးဒီ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 လမ်းတော့လူတိုင်းရောက်လာမှလေနော်ဒါပေမဲ့အာရောက်လာရဲ့ရောက်လာခဲ့ရင်ဒါပြင်ဆင်ထားဖို့ပဲလိုတာဒါပေမဲ့တခုတော့ရှိရဲ့တည်သွားပြီးရင်တို့မမိသွားဘူးပဲ သူတို့ရင်ထဲမှာတော့မျက်ရှင်တန်နေမှာလေနော်ဒါပေမဲ့သူတို့အတွက်ကုသိုလ်ကောင်းမှုတွေလုပ်ပေးဖို့အများကြီးရည်ကြည်တယ်နောက်တစ်ခုကကိုတည်တော့ရောသူလုပ်ပေးမှာလဲပေါ့ကိုအဲ့ဒါလည်းအရင်ရည်ကြည်တယ်အဲ့ဒါကြောင့်လူတွေကဘဝမှာ um ကိုစိုက်တဲ့အပြင်နိုင်မယ်ကိုရိတ်သိမ်းရမှာလေနော်ဆိုတော့ကိုတေဝါရောကို့ကိုဘယ်သူကလှုပ်ပေးချင်ပါလဲကိုကလှုပ်ပေးချင်တဲ့သူတယောက်ဖြစ်ရဲ့လားလူဖြစ်လာပြီဆိုရင်လည်းကို့ကိုလူချက်အောင်ကို့ဘေးနားသူတွေနဲ့အဆင်ပြေအောင်နေဖို့တောင်းဝင်တစ်ခုရှိသေးရဲ့ဆိုအစင်တိလာရတယ်ပေါ့နော်